အားလုံးမင်္ဂလာပါမင်္ဂလာနံနဲ့ခင်ပါခင်ဗျာဒီနေ့မနေ့မှာတော့ကိုက်ကဲအခေါ်ဝန်ဒူခင်းနဲ့ကျွန်တော်ညီငယ်လေးကြောသွားပဲဒီမနေ့မှာစုံကြပြန်ပြီပြန်စုံဖြစ်ကြပြီပေါ့အရင်တော့မစုံဘူးလားလို့စုံတယ်ဒါပေမဲ့တို့အဲ့ဒီ20နှစ်ရဲ့နေ့ထိုးပွဲထိုးပွဲမှာလမ်းခွဲရတော့တရားတစင်စီတရားဖတ်တယ်တရားပန်ကအဲ့ဒီမှာဝန်ဒူခင်းက ဝန်တို့ခေရမှာပွဲပြီးတော့ဘန်ကောက်ခီးသွားတယ်ကိစ္စတစ်ခုခုကြပါဗျာကျော်စာဝင်းကကလပ်ကိုပြန်သွားတယ်အဲ့မှာသူတို့နေရာမဆုံးဖြစ်မဆုံးဖြစ်ကြဘူးဒီမနေ့မှာသူတို့နေရာပြန်ဆုံးဖြစ်ကြပြောပြန်ဆုံးဖြစ်ကြတော့ပွဲကြောင်တရားဟိုနေ့ပွဲကချီချူငါပွဲอืมညပွဲကချီချူငါပွဲနေချီချူရတဲ့ချီချူကြပြီးတော့မှဖဲ့ကြတော့ဗောဗျာသူချစ်ကြတော့ ရှိကြရဆိုတော့ဆရာတပြည့်အချစ်ကိုပြောတာကြားဟာတွေ့တယ်မတူတို့နေအတွေ့တော့ဝန်ဒူခေကကျော်စာဝတ်တန်ရာကိုကြည့်တယ်ဩသူလက်စိတ်မကောင်းတင်တယ်သူလက်ဆရာတပါဆိုတော့သူတပက်ကွဲခံထိတယ်ဆိုတော့โอเคโอเคကျွန်တော်ထင်တာကျော်စာဝင်းရွာပြန်မလို့ထင်တယ်ဘာဖြစ်လို့ဆိုအဲ့ဒီရုတ်တာဖိုင်မှာပေါ့ ဘတ်တူခေကမေးတယ်နိမဲဆောက်သွားဖို့လားအေးတဲ့ကျော်စာဝင်းကကျော်စာဝင်းအဲ့လိုမျိုးဖြေလိုက်ပါတယ်ဒါကျော်စာဝင်းကျော်စာဝင်းရွာမှာဥစားမှာမန္တလေးကိုပြန်သွားမယ်လို့ထင်ပါတယ်ဘာဖြစ်လို့သူလဲအမိမြေကိုလွမ်းမှာပဲလေဒါဘာလို့မဆိုပဲအမပြန်ပြီးပြန်နာပေါ့ခဏတစ်ဖြောက်တော့ပြန်တက်လာမှာပေါ့ဗျာတို့တို့เนี่ย ဆရာတပည့်ချစ်ကြတဲ့မြေခွင်းကိုကြည့်တော့ဟောတန်ရောစင်ဆိုတာဒါပါလားဆိုတာနည်းနည်းလေးဝင်လာတယ်ဗျခေတ်ကျော်စွာဝင်းနဲ့အတူခင်တဲ့ဟာအချစ်ကြတဲ့ဖိုင်တာတဲ့အတူခေကလည်းသူ့ကိုပြောတယ်မိတူစာမင်းလိုတာပြောငါအကောဖြစ်စီပြိမဲ့ဝန်တူခေကသူ့ကိုအဲ့လိုမျိုးပြောဘူးတဲ့ ပြောထားတယ်ပြောသလိုပြပေးဝန်ဒုခေကလည်းသူ့အပေါ်မှာသူ့အပေါ်မှာဘယ်လိုပြောမလဲနိုင်ငံခြားသားပေမဲ့မခွဲခြားဘဲနဲ့တင်ပေးတဲ့အကောင်သူတို့ဆရာတပည့်တွေဆရာတပည့်မြေကွင်းကြည့်တော့တာဝန်နေမလို့လို့ဝန်တာရမလို့လို့နဲ့နှုတ်ဆက်ကြနှုတ်ဆက်ကြတော့ပြောပြ 1K တော့ကြောစာဝေးက ကျော်စွာဝင်းကမြန်မာပြည်မြန်မာပြည်ပြန်သွားမယ်တဲ့ဒါဆိုအဲ့ဒီဗီဒီယိုကစ်မှာမြင်ကြတော့မြန်မာဘာလို့ပြန်မလာမဆောက်ကျော်စွာဝင်းကလည်းခေါင်းညိုက်တယ်ဟုတ်လားဟုတ်မှာပေါ့ဗျအေးဒီလာပါပဲဆရာတစ်ဖက်နဲ့ပြန်ဆောင်ဖြစ်ကြပြီလို့ပြောချင်တာပါโอเค